နေမည်ဆိုမှုထိ ंछ ုံမှုလို့ကျွန်တော်တို့ပြောမယ်ဆိုရင်အခုအချိန်မှာတော်လန်ရေးတက်တွေကစီရေးရောဥချုပ်ရေးရောအပီးသက်ဒါကျွန်တော်တို့တင်ပိုက်ပြီးဖြစ်တဲ့နေမည်တွေလည်းရှိနေပြီစီရေးရပြီးမတတ်သေးဘူးဆိုရင်တောင်မှနေမည်တစ်ခုလုံးကိုဆူမှုထိ ंछ ုံပြီးတော့ဥချုပ်ရေးထူထောင်ထားတဲ့ဒေသတွေကတော့တနိုင်ငံလုံးတိုင်းတာနဲ့ဆိုရင် အမြောက်များရှိနေပြီအထူးသဖြင့်စကိုင်းတိုင်းတိုင်းလုံးဆိုရင်ကျွန်တော်တို့85ရာခိုင်နှုန်းလောက်ထိကိုနေမီစုမှုထိချုံမှုရှိနေပြီလို့ပြောနိုင်တဲ့အနေထားပါစကိုင်းတိုင်းတိုင်းလုံးရဲ့နေမြေ85ရာခိုင်နှုန်းလောက်ကိုပြည်သူ့ကာကွယ်တပ်မတော် PDF တွေကစုမှုထိချုပ်ထားနိုင်ပြီလို့အမျိုးသားညီညွတ်ရေးအစိုးရအန်ရင်းကြီးကာကွယ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးဟီမွန်ကကပိုညီနာကမ်ပိန်းဖွင့်ပွဲအခမ်းအနားမှာပြောဆိုသွားခဲ့တာပါ။ စကိုင်းနိုင်တဲ့ကကလေးနဲ့တမူမျိုးတွေမှာသာစစ်ကောင်စီအကျဉ်းချံများရှိနေတယ်လို့ဦးရီမွန်ကဆက်လက်ပြောပါတယ်။တမူနဲ့ကလေးမျိုးတွေမှာစစ်ကောင်စီလုံးဝကင်းစင်ခြင်းမရှိသေးပေမဲ့တနယ်လုံးကို PDF များကထိ ंछ ုတ်ထားကြောင်းရှင်းပြပါတယ်။2025ခုနှစ်တည်းမှာအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဘာတွေလှုပ်ဆောင်နိုင်လဲဆိုတာကိုဦးရှိမိုးကအခုလိုရှင်းပြပါသေးတယ်။အဲ့တော့တနင်္ဂနွေလုံးတိုင်းတာအနေနဲ့ဆိုရင်အခု2025ခုနှစ်အတွင်း တိသာထင်ရှားလာတဲ့အချက်ကတော့ကျွန်တော်တို့ရခင်စီရေးလှူရှားနိုင်စွာအားနည်းနေခဲ့တဲ့ဒေသဒီဒီပင်လင်အခုချိန်မှာတော့ပို့ပြီးတော့မှတိုးပြီးတော့မှစီရေးလှူရှားနိုင်လာပြီဆိုတာတွေ့ရမှာပါဒါဒီပင်လင်ကပွေးဝင်ကြီးဌာနအနေနဲ့ဒါပထမအဆင့်ညွန်မှစီစဉ်ဆောင်ရွက်ချက်လို့တို့လို့ပြောလို့ရတယ်ပထမအဆင့်အနေနဲ့ကျွန်တော်တို့ကြိုးပမ်းခဲ့တာကတော့ တနိုင်ငံလုံးစီရေးလှုပ်ရှားနိုင်စွာရှိဖို့ပဲအခုဆိုရင်တော့ဒီဆင့်ကကျွန်တော်တို့ကွက်ပြေးပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့လှုပ်ရှားနိုင်စွာရှိပြီလို့ပြောနိုင်တဲ့အနေထားဒါကျွန်တော်တို့ရောက်ခဲ့ပြီပေါ့အဲ့တော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ဂျိုးပန်းနေတာကတော့ဒီတအလိုက်စစ်ကောင်စီကင်းစင်ကင်းရှင်းပြီးတော့မှလွတ်မြောက်တဲ့နေမြေတွေလွတ်မြောက်တဲ့မြို့ရွာတွေ ဖြစ်ဖို့အတွက်ဒါလက်ရှိကျွန်တော်တို့ကြိုးပမ်းနေတယ်2021ခုနှစ်စစ်တအာဏာသိမ်းပြီးနောက်ပိုင်းလက်နက်ကင်တော်လင်ရေးစတင်ပေါ်ပေါက်လာကြတဲ့ကတော်လင်အင်အားစုတွေကိုထောက်ပြပြောဆိုနေတဲ့စကားတွေရှိပါတယ်။ဒါကတော့အလူခံပြီးရေရှည်စစ်တိုက်လို့မရဘူး။အလူခံပြီးအစိုးရလုပ်လို့မရဘူး။အလူခံရုပ်တက်တက်နဲ့တော်လင်ရေးလုပ်လို့မရဘူးဆိုတဲ့အတုံးနှုံးတွေပါ။ဒါနဲ့ပတ်သက်ပြီးဆက်ဆက်ရှိចောင်းသားကောင်းဆောင်ကိုမင်းခုနိုင်ပြောပြတာက ီဒေါ်လာရေးဆိုတာကအလှခံချင်းတက်တက်နဲ့အသက်ဆက်လို့မရဘူးအဲ့ဘာဖြစ်တယ်လဲဆိုတော့ဒီဒေါ်လာရေးအတွဲလိုအပ်တဲ့ဟောဟိုရုပ်ဝတ္ထုပစ္စည်းတွေရှိတယ်ဆိုတော့အဲ့ဒီအတွက်ကိုကျွန်တော်တို့ဘလို့ဆက်ပြီးတော့ရအောင်ယူရမလဲဆိုတဲ့အခါမှာတိမ့်ပိုက်ထင်းချုပ်စိုးမိုးထားတဲ့ဒီဒေသတွေကနေပြီးတော့အစိုးရကောင်တရားရဲ့အင်ကြက်နဲ့အညီပေါ့နော်အုတ်ချွေသွားရတယ်ပြီးတဲ့ခါကျရင်တရားစီရင်အာဏာကိုလည်းသွားရတာရှိတယ် အဲ့ဒီအောက်ကနေပြီးတော့သက်ဆိုင်ရာပေါ်ဘာနာရေးကိုရှာဖွေတဲ့ဝန်ကြီးဌာနတွေကနေပြီးတော့ရှာနေတာတွေတကယ်ရှိပါတယ်။ဒါကကျွန်တော်တို့အလှခံတစ်ခုတည်းနဲ့ရပ်တည်နေတာမဟုတ်ဘူးဆိုတာကိုပေါ်လင်းစေချင်တာပါ။ပြီးခဲ့တဲ့2024ခုနှစ်မှာတော့တော်လင်းရေးအစုအဖွဲ့တွေရဲ့ဒေတာအလိုက်လွတ်မြောက်မှုတွေကိုကြကြပြပြန်တွင်မြင်ခဲ့ရပြီး2025ခုနှစ်တည်းမှာတော့တနိုင်ကလုံးလွတ်မြောက်ရေးအတွက်ဦးတည်သွားမယ်လို့အရင်းချီကာကွယ်ရေးဝန်ကြီးဦးဟီမုံကပြောပါတယ်။ အဲ့တော့ပြန်ကြည့်ရင်ကျွန်တော်တို့မှာတက်တစ်ခုရှိနေပြီနေမြေတွေရှိနေပြီပြည်သူ့အချို့ရေးရန်တွေလည်းရှိနေပြီဒါဒီကနေ့ဒေါ်လာရင်းရဲ့ရလာဒေါ်လာရင်းရောက်ရှိနေတဲ့နေရာလို့အဲကျွန်တော်တို့တလူမှတ်ယူပါတယ်အဲ့တော့ပြီးခဲ့တဲ့2024ခုနှစ်ကတော့ဒါဒေသအလိုက်လွတ်မြောက်မှုတွေဒါကျွန်တော်တို့ကြဲကြဲပြန့်ပြန့်ကိုမြင်တွေ့ခဲ့ရပြီး အခု2025ကျွန်တော်တို့ဘာတွေဆက်ပြီးတော့ကြိုးပမ်းကြရမလဲအဲ့တော့2025မှာကတော့ဒေတာလိုက် လုံမြောက်မှုမှသည်ပြည်တော်စုတစ်ခုလုံးတနိုင်ငံလုံးလုံမြောက်သည်အထိအဲကျွန်တော်တို့ဆက်ပြီးတော့ကြိုးပမ်းသွားကြရလိမ့်ဖို့ပဲဖြစ်လိမ့်မယ်လို့အဲဒီလိုယုံကြည်ထားပါတယ် အိန္ဒိယတိုင်းပြည်ရဲ့တိုင်းတာနေတဲ့ပေတန်းရေချင်းအဲ့ဒါဒီဟောဒီတိုက်ပွဲအောင်မြင်မှုပေါ်မှာများစွာမူတည်နေတယ်အဲ့ဒီခါကျရင်ကျွန်တော်တို့ဒေါ်လာရေးကိုအပိသအနံယူဖို့အတွက်ရုပ်ဝတ္ထုပစ္စည်းတွေလမ်းကြောင်းတွေဒါလူတိုင်းသိပြီးသားတစ်ဖက်ကဖက်စစ်တပ်ကသာတည်တဲ့အတွက်ကြောင့်သူတို့လည်းအသေးအံကာကွယ်နေရတာခုခံနေရတာအဲ့ဒီအချိန်မျိုးကတကယ်ပွဲကြီးပွဲကောင်းရင်ဆိုင်နေရတဲ့အချိန်မှာပြည်သူလူထုရဲ့ပူပေါင်းမှုကိုကျွန်တော်တို့ကလိုတဲ့လိုတဲ့ပြလဲပြနေတယ်ဒါကတော့တကယ်အယုံရှင်ဆုံးပြောတာပဲ စကိုင်းနိုင်ထဲမှာတော့စကောင်းစီအနေနဲ့တမျိုးနဲ့တမျိုးကူးတန်းသွားလာခြင်းမရှိတော့ပဲလေချောင်းကသာထောက်ပို့ဆောင်ရွက်နေရတယ်လို့လဲဒေသခံစီရေးတဲ့အရင်မြေတွေကဆိုပါတယ်ဒီတော်လိုင်းအင်အားစုအားလုံးပေါ့အဲ့တော့မြို့သားညီညွတ်ရေးဆိုရနဲ့တကွာတော်လိုင်းအင်အားစုအားလုံးအခုကျွန်တော်တို့အစင်လာကောင်းတစ်ခုတောင်းဖြစ်ပြီလို့ဆိုနိုင်တဲ့နိုင်ငံရေးအရာရောစစ်ရေးအရာရောညီနိုင် ပူပေါင်းဆောင်ရွက်မှုကိုဆက်ပြီးတော့မှမြင့်တရားမယ်ဆက်ပြီးတော့အားကောင်းလုပ်ရလိမ့်မယ်လို့အဲကျွန်တော်တို့တို့လိုယုံကြည်ပါတယ်အဲ့တော့ဒီလောက်ကိုလည်းကျွန်တော်တို့တော်လိုင်းဤအသည့်တော်လိုင်းဤသတိရှိရှိနဲ့ဆက်ပြီးတော့ဂျိုးပန်းဆောင်ရွက်ကြဖို့ဖြစ်လိမ့်မယ်2025ခုနှစ်ထဲမှာအရင်းချီအနေနဲ့အိပ်ပြမက်လိုင်းအီယာဝတီတိုင်းကမ်ပိန်းနဲ့ကပ်ပွန်ယီနော်ကမ်ပိန်းနှစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။